အမေရိကန်ဒေါ်လာတန်900တန်အာဖရိကစိန်ပြကြီးတွေဆင်မြန်းကောင်းမင်္ဂလာလက်မှတ်ထိုးရင်သူတို့ရဲ့ချမ်းသာမှုကိုခြားပြလာတဲ့ဆိုဗီယက်သင်းနဲ့ဟင်းဝေယံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် TK Media ကနေပြလဲကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာဘယ်သူမှမဝင်နိုင်တဲ့ဒေါ်လာသန်း900တန်းစိန်ပြကြီးဝစ်စင်ပြီးတော့ပန်ဆိုင်မှုတွေကိုခြားပြလိုက်တာကတော့ပြည်သက်တွေရဲ့အချစ်တော်တယောက်ဆောင်မင်းသမီးကျော်လေးစိုးပြေးတဲ့စင်နဲ့ သူမရဲ့ချက်သူနာမည်ကြီးတရုတ်ဆောင်မင်းသားတထေသားတူဖြစ်တဲ့ဟိဝိယန်တို့ဇုံတွဲရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲပါဒီမင်္ဂလာလက်မှတ်ရေးထိုးပွဲကရန်ကုန်မြို့ရဲ့တသဲမဲမဲရွာသွန်းနေတဲ့မိုးရေတွေကြားထဲမှာကျင်းပခဲ့တာပါ ဒါပေမဲ့မိုးရွာလို့မင်္ဂလာပွဲပြတ်သွားတာမျိုးမဟုတ်ပေ။အဲ့ဒီမိုးရီတွေကိုနောက်ခံထားပြီးမြမဆန်ဆန်ကြက်တည်းရှိရှိနဲ့အရန်ကိုရိုမတင်းဆန်စွာကျင်းပနိုင်ခဲ့ရကတော့တကယ်ကိုထူးခြားစေခဲ့ပါတယ်။သူတို့နှစ်ဦးကသူတို့ရဲ့ချစ်သူတန်း6နှစ်နဲ့6လပြည့်တဲ့နေ့ဆိုတော့အမတ်တရားနေ့ရက်လေးမှာနှစ်ဖက်သောမိဘပူပွားဆွေမျိုးမိသင်္ကဟားတွေရဲ့ရှေးမောက်မှာပဲကြက်တည်းမင်္ဂလာရှိစွာနဲ့လက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပရိသတ်တွေကြားမှာရောဆိုရှယ်မီဒီယာပေါ်မှာပါအဓိကပြောစရာဖြစ်ခဲ့တာကအလုံးကဝေဖန်သုံးသပ် နေကြတာကတော့ဒီဝဲမှာသရိုသားဟင်းဝေရနဲ့သရိုသမီးဆိုပြည်တဲ့စင်တို့ဝင်းစင်ခဲ့ကြတဲ့လက်ဝဲယတနာတွေပါပဲဗီဒီယိုအစမှာပြောထားတဲ့အတိုင်းပါပဲသူတို့နဲ့ဦးစင်မြန်ထားတဲ့ယတနာတွေရဲ့တန်ဖိုးကအမေရိကန်ဒေါ်လာ1900ရှိတယ်လို့သိရပါဗျာ ဒါဟာချမ်းသာမှုရဲ့အတိုင်းအတာတစ်ခုကိုပြသလိုက်တာပါပဲအထူးသဖြင့်သူတို့ဝိစင်ထားတာကကမ္ဘာပေါ်မှာရှားပါလွန်ပြီးတန်ဖိုးအကြီးဆုံးယရနာတွေတဲကတစ်ခုဖြစ်တဲ့အာဖရိကစိန်ပြကြီးတွေကိုဖြစ်နေတာပေါ့ဒီလိုမျိုးတန်ဖိုးကြီးမလာတဲ့အာဖရိကစိန်ပြအစ်ကြီးတွေကိုမှအည်သွေးအမြင့်မားဆုံးဖြစ်တဲ့စိန်အဖြူရင်းကာရက်မျိုးစွာရှိတဲ့စိန်တွေနဲ့ဝင်းရံပြီးတော့တည်တည်တတ်တတ်ဖန်တီးထားတဲ့လက်ဝိယရနာအစုံအလင်းကိုသူတို့သမီးဆိုပြတဲ့စဉ်ရောသူတို့သားဟင်းဝိယံမှာဆင်မြန်းခဲ့ကြတာဖြစ်ပါတယ် ဒါဟာမြန်မာပြည်ရဲ့အမှုပညာရှင်တွေမင်္ဂလာပွဲတွေထဲမှာတန်ဖိုးအကြီးမားဆုံးလက်ဝဲယတနာတွေတဲကတစ်ခုဖြစ်နေတတ်မှတ်လို့ရနိုင်ပါတယ်။ဒီလိုစိန်ကိုကဘာကျော်တိုက်တဲနေကားမှာပဲမြင်ဘူးကြတာပါ။ဆိုပြတဲ့စဉ်ကဒီမင်္ဂလာလက်မှတ်ရေးထိုးပွဲမှာတော်တော်လေးကိုစက်တည်ရရှိရှိနဲ့လှပနေရကိုပရိသတ်တွေမြင်တွေ့ကြရပါတယ်။ဒီမရဲ့အလှကဒီလိုတန်ဖိုးကြီးမားတဲ့စိန်ပြားကြီးတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတကယ်ကိုမင်းသမီးတစ်ပါးလိုထေဝါလှပနေခဲ့ပါတယ်။ဒါကလည်းဘာကြောင့်အံ့ဩစရာမရှိရသလဲဆိုတော့ဆိုပြတဲ့စဉ်လက်ထပ်လိုက်တဲ့ဟင်းဝိယံကပရိသတ်တွေ ေသိတဲ့အတိုင်းပဲနာမည်ကျော်ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်တယ်လို့နောက်ကွယ်မှာလည်းမြန်မာနိုင်ငံရဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့မိသားစုကနေဆင်းသက်လာတဲ့သားတစ်ယောက်ဖြစ်နေလို့ပါဒီလိုမျိုးမိသားစုနောက်ခံအသံဝိုင်းကလာတဲ့သူတစ်ယောက်အတွက်တော့ဒီလိုဒေါ်လာသန်း900ရန်စိန်တွေကိုဆင်မြန်းနိုင်တာကမဆန်းပါဘူးဒါကြောင့်လည်းပြည်သက်တွေကဆိုးပြေတဲ့စဉ်ကိုကံအကောင်းဆုံးမိန်ကလေးဘယင်မှာတပားလို့ဝယ်စသဖြင့်ချီကျူးမှတ်ချက်ပေးနေကြတာဖြစ်ပါတယ် ဒီမင်္ဂလာပွဲရဲ့နောက်ထပ်ချက်စရာကောင်းတဲ့အချက်တစ်ချက်ကတော့ရန်ကုန်မှာမိုးရေအရန်သိမ်းနေတဲ့အတွက်သူတို့ရဲ့မင်္ဂလာလက်မှတ်ထိုးပွဲအခမ်းအနားနဲ့မင်္ဂလာကိတ်ခွေးတဲ့အစီအစဉ်ကိုမြန်မာရိုးရာပသိမ်ထီးလေးတွေစောင်းပြီးတော့ချက်စရာကောင်းလာအောင်မြန်မာဆန်ဆန်လေးနဲ့ကျင်းပနိုင်ခဲ့တာကိုတွေ့ရပါတယ်မိုးရွာရွာကိုအနောက်ရှက်တခုလိုမတတ်မတ်ပဲပူပြီးတော့ romantic ဆန်အောင်ဖန်တီးနိုင်ကြတာကသူတို့ဆောင်တွေရဲ့အမှတ်တရပါ။ဘာပဲဖြစ်ဖြစ်စစ်သူတပ်တန်း6နှစ်ခွဲကြာမှမိဘတွေရဲ့သဘောတူညီမှုနဲ့ လက်ထက်ခဲကြပြီးတော့လူတိုင်းငေးမောရလောက်တဲ့တံပိုးကြီးစိန်ပြားကြီးတွေဆင်မြန်းကောင်မိုးရီတွေကြားထဲမှာရိုမတစ်ဆန်စွာလက်မှတ်ထိုးခဲ့တဲ့စိုးပြေတဲ့စင်တဲ့ဟင်းဝေရံတို့ဆောင်တွေအတွက်ပရိသတ်ကြီးတို့ကလည်းထတ်တူဂုံယူဝမ်းမြောက်ပြီးတော့စုတောင်းစကားလေးတွေပြောကြားပေးခဲ့ပါအောင်ရှင်ကြီးစုပေးရတော့ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်